နမ်ဆန်ခရိုင်ထဲမှာမူရင်စေဝါသုံးဆွဲသူ43ဦးကို BSF တန်တွေကအချင်းစာရိတ္တပြုပြင်ပေးနိုင်ခဲ့ပြီးပြန်လှုပ်ပေးခဲ့ပါတယ်။တောင်ပြည်နမ်ဆန်ခရိုင်နမ်ဆန်မြို့နယ်မန်တုံမြို့နယ်နဲ့တီဘောမြို့နယ်တွေမှာမူရင်စေဝါသုံးဆွဲသူ43ဦးကိုတောင်ပြည်ရတဖက်ကအချင်းစာရိတ္တပြုပြင်ပေးနိုင်ခဲ့ပြီးပြန်လှုပ်ပေးခဲ့ပါတယ်။ပြန်လှုပ်ပေးခဲ့တဲ့အချင်းစာရိတ္တပြုပြင်သူ43ဦးကိုနမ်ဆန်မြို့နယ်ထဲက25ဦးတီဘောမြို့နယ်ထဲက73ဦး မန္တုံမြို့နယ်ထဲက9ဦးဖြစ်ပါတယ်။ပြန်လှည့်ပေးတဲ့ခန်းသားမှာသူတို့ရဲ့မိဘအုပ်ထိန်းသူတွေကိုအနှံပေးခဲ့ပါတယ်။တောင်ပြည်ရဲတပ်ဖွဲ့အနေနဲ့တောင်ပြည်ထဲမှာမူရင်းစေဝါတိုက်ဖျက်ရေးလုပ်ငန်းတွေကိုအရှင်ဟုန်မြင့်လှုပ်ဆောင်နေပြီးတော့တောင်ပြည်ထဲမှာတိတုံညာနှစ်ခွန်ဆစ်စင်ရေးမတိုင်ခင်အထိမူရင်းစေဝါရောင်းဝယ်သုံးဆွဲသူတွေများပြားခဲ့ပါတယ်။ဖန်စီယာမီထားတဲ့မူရင်းစေဝါသုံးဆွဲသူတွေကိုပထမကြိမ်အနေနဲ့အချင်းစာရိတ်တာပြုပြင်ရေးစခန်းမှာ6လကြာအချင်းစာရိတ်တာပြုပြင်ပေးမှဖြစ်ပြီးတော့ ဒုတိယကြိမ်မူရင်စေဝါတွေထပ်မံသုံးဆွဲပြီးတော့ထပ်ပြီးအဖမ်းခံရမယ်ဆိုရင်ထောင်ဒဏ်၃နှစ်ကြာခံရမှာဖြစ်ပါတယ်။အဲ့ဒီအကျင့်စာရိတ္တပြုပြင်တဲ့သူတွေထဲမှာမိဘအုပ်ထိန်သူတွေကိုယ်တိုင်လာရောက်အနန္တူတွေလည်းပါဝင်ပါတယ်။ပြီးခရမက်စလာထဲမှာတောင်ပြည်ရတဖွဲ့ကမိုးကုတ်မြို့နယ်မှာမူရင်စေဝါသုံးဆွဲသူ58ဦး၊မိုးမိတ်မှာ35ဦးအကျင့်စာရိတ္တပြုပြင်ပေးပြီးပြန်လှုပ်ပေးခဲ့ပါတယ်။ကျွန်တော်ဘောင်ဘရန်ပါ။